န်ယူဂျီကိုကဘာကအတိမှတ်ပြုလို့ဥကြုံမိုးထွန်းဟာတန်အမတ်ကြီးဖြစ်နေတာမဟုတ်ပဲနဲ့အရင် NLD အစိုးရရဲ့ mandatory government mandatory mandate ရထားတဲ့အစိုးရရဲ့ခွင့်ပြုချက်နဲ့ဒါကို UN ကပယ်ဖျက်လို့မရသေးဘူးဆိုတဲ့အပိုင်းကိုမြန်မာနိုင်ငံမှာရှိနေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေအကုန်ပြဖို့လို့ဒါဆိုရင် ဒီ mandatory ကိုကျွန်တော်တို့ဘယ်လိုလေ့လာရမလဲလို့မေးကောင်းမေးမယ်ဘာကြောက်လွယ်လဲဆိုတော့တိုင်းရင်းသားတွေထောက်ခံထားတဲ့တိုင်းရင်းသားခေါင်းဆောင်တယောက်ကနေနော်တက်ဆိုင်ရဂုဏသမဂ United Nation ကိုအဲ့ဒါကိုရိုးရိုးရှင်းရှင်းလေးကိုစပို့ပြီးမေးလို့ရတဲ့ကိစ္စပါဗျာနော် ဘာလို့ခုနတမကမှာဒါဒီအားလုံးကပြတ်ထမ်းပြီးသားလည်းဖြစ်တယ်။ဒါကြောင့်ဒါဆိုရင်အန်ယူဂျီကတရားမဝင်ဘူးလို့ကျွန်တော်ပြောနေတာတော့မဟုတ်ဘူး။တကယ်တရားဝင်တာက CRPH ကတရားဝင်။နော် CRPH ကသာလျှင် NLD ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ဦးဆောင်တဲ့အစိုးရသာလျှင်ကျွန်တော်တို့ရဲ့အစိုးရဖြစ်ပါတယ်ဆိုပြီးတော့ CRPH ရဲ့ညွန်ကြားချက်နဲ့နိုင်ငံတကာကိုအားလုံးပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်ဒီနေ့ NUG ထက်အတိမတ်ပြုခံရထားတဲ့ဗမာပြည်မှာရှိနေတဲ့အခြေအနေမှာလက်ရှိထောင်တွင်းအချင်းကြခံထားရပေမဲ့တရားဝင်တယ်ဆိုတဲ့ဥစ္စာဟောအယံကိုအရေးကြီးတဲ့အဆင့်ကိုရောက်လာပြီး စစ်အာဏာသိမ်းပြီးလူတွေကိုတတ်ဖြတ်ခဲ့တဲ့စစ်တပ်လည်းတုံ့လှုပ်နေမှာတည်ကြတာဒါကျွန်တော်အပိုင်းတစ်ပိုင်းကိုပြောသွားတာဒါဆိုရင် ANUG ရဲ့အမှားကိုပြင်လို့မရဘူးလားလို့ကျွန်တော်ကမေးခွန်းတစ်ခုမေးကောင်းမေးမယ်ဒီအမှားကိုလည်းပြင်လို့ရတာ ANUG ပြင်ရမှာကအခုတွားနေတဲ့ပုံစံမဟုတ်ဘူးဗျာ အန်ယူဂျီပြင်ရမှာကတိုင်းရင်းသားလူမျိုးပေါင်းစုံ အားလုံးနဲ့ပူးပေါင်းပြီးတော့ကွန်စတီကျူရှင်းတစ်ခုကိုရေးထုတ်ပြီးဒီကွန်စတီကျူရှင်းဟာအမရှိတဲ့ NLD အစိုးရကမလို့ဆောင်ခဲ့ပဲနဲ့လက်ကကွန်စတီကျူရှင်းတစ်ခုကို တင်ပြတဲ့ပုံစံမျိုးနဲ့ကော့စဘိုကော့စဘိုဆိုတာ1996ခုနှစ်မှာယူโกစလာဗီးယားကိုနေတိုကဝင်တိုက်ပြီးထူထောင်ပေးခဲ့တဲ့နိုင်ငံပုံစံမျိုးပြုပြင်လို့ရတာအဲ့ဒါတွေကိုသွားဖတ်ဖို့ကတော့အုတ်ပေါင်းအုတ်ငယ်အများကြီးဖတ်ရမှာကျွန်တော်ကတော့တူတူတွတ်တွတ်ပြောလိုက်မယ်နိုင်ငံတစ်ခုဖြစ်တည်ဖို့နိုင်ငံတစ်ခုရဲ့ဂုံတိတ်ခါနဲ့ International လူမှု community အဖွဲ့အစည်းကို International culture နဲ့အတူငါတို့ရှိနေတယ်ဆိုတာကိုပြသဖို့အတွက် NUG ကလုတ်ထားတဲ့ constitution ၄နှစ်မှာဘာမှမရှိဘူး